18နှစ်လောက်အထိမသိရှိပဲအင်းကြီးချင်းသုံးသမျှမီတာကားတွေကိုမှားပြီးပေးဆောင်နေမိသူဘဝမှာမှားယွင်းခဲ့တဲ့လွဲချော်မှုလေးတွေအများကြီးရှိတတ်ပါတယ်လူဆိုတာဘလောက်ပဲတော်နေတက်နေပါစေအမားအယွင်းနဲ့ဘယ်သူကမှမကင်းနိုင်ကြပါဘူးတချို့သောဆုံးဖြတ်ချက်အမားတွေကတော့ဘဝနဲ့ကြီးတဲ့ဒဏ်ရာတွေကိုတသက်စာတေးရပါပေးတတ်ပါတယ်ဥပမာချစ်တိုင်းလဲမညာညာတိုင်းလဲမချစ်ခဲ့ကြတဲ့ပြိတ္တများလို့ပေါ့ဒါပေမဲ့ပြိတ္တများထပ်ပေါ်ပြီးမှားယွင်းခဲ့တဲ့ လူတယောက်ကတော့အပြင်လောကမှာတကယ်ရှိနေပါတယ်သူရဲ့နာမည်ကတော့ကင်ဝေဆင်လို့ခေါ်ပါတယ်သူကကယ်လီဖိုးနီးယားမှာနေထိုင်တာပါ ဝေစင်ကသူ့ရဲ့မီတာကတွေတလားတလားအများကြီးကျနေတာကိုသတိထားမိနေတာကြပါပြီ။ဒါကြောင့်အိမ်မှာလျှက်စစ်ဓာတ်အကိုသူ့အနေနဲ့အရင်ကတက်ချွေတာသုံးဆွဲပေမဲ့လည်းမီတာကကတော့နင့်နေအောင်ပေးဆောင်နေရဆဲပါပဲ။ဒီလိုနဲ့အချိန်တွေကတဖြည်းဖြည်းကုန်လွန်လာလိုက်တာ၁၈နှစ်တောင်ကြာမြင့်ခဲ့ပါတယ်။ဝေစင်ကလည်းနောက်ဆုံးမှာတော့ဘလို့မှစဉ်းစားမရတဲ့အဆုံမှာလျှက်စစ်ကုမ္ပဏီစီကိုဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ဆေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီတော့မှပဲအဖြေကိုတွားတွေ့ပါတယ်။ဝေစင်ကသူ့ရဲ့လားစင်မီတာကျတဲ့ငွေကိုပေးဆောင်ရမှသူ့တိုက်ခန်းအတွက်မဟုတ်ပဲ အင်ဒီဂျင်တိုက်ခိုင်းရဲ့နံပါတ်အတိုင်းပေးဆောင်နေမိတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။၁၈နှစ်ကျော်လောက်အထိအင်ဒီဂျင်300မီတာကားတွေကိုဝစင်ကမသိရှိပဲပေးဆောင်နေမိတာပါ။အတော်လေးကိုကတောင်းကနေနိုင်တဲ့ကိစ္စပါပဲ။ဒါပေမဲ့အခုချိန်ဒီတိုင်းဝစင်ကအင်ဒီဂျင်ရဲ့မီတာကားကိုဆက်လက်ပေးဆောင်နေရဆဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လာမယ့်ဘန်ဒါရီနှစ်ကြာကမှဝစင်အနေနဲ့သူ့ရဲ့လိပ်စာအမှန်ကိုပြန်လည်ပြောင်းလဲနိုင်မှာကြောင့်ဖြစ်ပါတယ်။အဲ့ဒီမှာငါသွေးတက်ဆိုတာကဒါမျိုးမှဆစ်ဆစ်ဖြစ်ပါတယ်။